မင်္ဂလာပါခင်ဗျာ2025ခုနှစ်အေပီလတတိယဆယ်ရက်ဘက်တွင်မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်များကိုနေပြည်တော်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်ချိန်နှင့်ခန့်မှန်းချက်များအနေနဲ့ကတော့ကပ်ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့မှာလေပြင်းအားနဲ့ရောင်းဝန်းတစ်ကြိမ်ဖြစ်ပေါ်နေပါတယ် င်္ဂလာပင်လယ်အောင်မြောက်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာတိမ်အနှဲငယ်ဖြတ်တော်နိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ချန်ပင်္ဂလာပင်လယ်အော်တို့မှာတိမ်အသင့်အတက်မှာတိမ်တူထပ်နိုင်ပါတယ်။မိုးရသွန်းမှုအခြေအနေခံမှန်းချက်များအနည်းငယ်ကတော့ကချင်ပြည်နယ်အေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာရွာသွန်းမြက်ထပ်ပေါ်နိုင်ပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့ရွာသွန်းမြက်ခန့်မိုးတက်ချုံရွာနိုင်ပါတယ်။ မိုးရရက်များအနေနဲ့ကလည်းရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးစကမ်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာတရက်မှ၄ရက်ခန့်နဲ့ချန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့၅ရက်မှ၈ရက်ခန့်မိုးတက်ချုံရွာနေပါတယ်။နေပူချိန်ချင်းနေခန့်မှန်းချက်များအနေနဲ့ကတော့အေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာအေပြီလပုံမှန်ပူချိန်ရဲ့၁.၅ဒီဂရီဆယ်စီယပ်နဲ့အထက်ပိုနိုင်ပြီးချန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့ အပြည်လားရဲ့ပုံမှန်ပုချင်ခန့်တာရှိနေပါတယ်။ညရဲ့ချင်းနေခံမှန်းချက်များအနေနဲ့ကတော့2025ခုနှစ်အပြည်လားတတိယဆယ်ရက်ပတ်အတွင်းအေယာဝရီမြစ်ကြီးဟာမြစ်ကြီးနားမြို့၊ဗမော်မြို့၊ရွှေကူမြို့၊ကတာမြို့၊တပိတ်ချင်းမြို့၊မန္တလေးမြို့၊စကိုင်းမြို့နဲ့မြင်းမှုမြို့တို့မှာနှစ်ပေမှလေးပေခွဲခန့်နဲ့ပခုတ်ကူမြို့၊ညာဦးမြို့၊ချောက်မြို့၊မင်းဖူးမြို့၊မခွေးမြို့၊အောင်လံမြို့၊ပြည်မြို့၊စိတ်တာမြို့ ခန္ဓာမျိုးနဲ့ဇလုံမျိုးတို့မှာပေဝတ်မှတပေခွဲခန့်လက်ရှိရင်မှန်များအထက်မြင့်တက်လာနိုင်ပါတယ်။ချင်းတွင်းမြေဟာခန်းဒီမျိုး၊ဟုံမလင်းမျိုး၊ဖောင်းပြင်းမျိုး၊မော်လိုက်မျိုး၊ကလေးဝါမျိုး၊မင်းကေးမျိုး၊ကတိမျိုးနဲ့မုံရမျိုးတို့မှာ တပေမှ၃ပေခန့်လက်ရှိရင်မှန်များအထက်မြင့်တက်လာနိုင်ပါတယ်။မြက်သားမြေဟာကလေးမျိုးမှာတပေခန့်ဒုထဝရီမြေဟာတေဘောမျိုးမှာ၃လက်မခန့်နဲ့ရွှေစာရံနဲ့မြင့်ငယ်မျိုးတို့မှာတပေမှတပေခွဲခန့် စက်တမ်းမြေဟာတောင်ကုန်မြို့နယ်မတ္တမြို့တို့မှာပေဝတ်ခံစီရွှေချင်းမြေဟာရွှေချင်းမြို့မှာတုံးလက်မခံဘကိုးမြေဟာဇောင်းတူမြို့မှာတုံးလက်မခံနဲ့ဘကိုးမြို့မှာတပေခံတန်လွင်မြေဟာဖန်အံမြို့မှာတုံးပေခံတောင်ရင်မြေဟာမြဝတီမြို့မှာပေဝတ်ခံငဝုံမြေဟာမတိုင်းချောင်းမြို့မှာတုံးလက်မခံနဲ့တာပေါင်းမြို့မှာတပေခံတုံးမြေဟာမိုးပင်မြို့မှာနှစ်ပေခံနဲ့ဘီးလင်းမြေဟာဘီးလင်းမြို့မှာပေဝတ်ခံ လက်ရှိရေမန်းများထက်မြင့်တက်လာနိုင်ပြီးငုံုံမြိတ်ဟာပတိမြို့မှာတပေခွဲခန့်လက်ရှိရေမန်းများအောင်ကြာဆက်လာနိုင်ပါတယ်။